အားလုံးပဲမင်္ဂလာပါခင်ဗျာ။ The Morning Show News ကပြန်လည်ကြိုဆိုလိုက်ပါတယ်။အခုတင်ပြပေးမှာကတော့ထောက်ပို့အားနည်းတဲ့မြန်မာစစ်တပ်တပုံကလူများစုဖြစ်ပြီးစစ်တပ်ကလူနည်းစုဖြစ်နေတဲ့အချိန်မှာလူအင်အားပြုံးတိအောင်မလုပ်တင်ပါနိုင်ငံကိုကယ်တင်ဖို့စိတ်ကူးရင်နေတဲ့ဦးမင်းအောင်လိုင်းမြန်မာစစ်တပ်အနေနဲ့ခြေလင်းစစ်စင်ရေးနဲ့ပတ်သက်တဲ့အတွေးခေါ်အယူဆတွေကိုပြန်သုံးသပ်တင်ပြီးစတဲ့အချက်တွေနဲ့ပတ်သက်လို့အော်စီကကိုစီဝါရဲ့ပြောကြားချက်ကိုပြန်လည်တင်ပြပေးလိုက်ရပါတယ်ခင်ဗျာ။ မင်္ဂလာပါခင်ဗျာကြားတာပြီဒီဘက်ကတော့ခင်အိမ်မှာပဲနော်ပြီးခဲ့တဲ့ဖက်ဒီကခီးသွားနေရတာလမ်းပေါ်မှာပြောနေရတော့ဖုတ်ပူမိတာဒါပေမဲ့ဘမဘမစကားရမ်းလိုက်တော့ဘမဖုတ်ပူမိတိုက်ဘာ identity ဖုတ်ပူမိတိုက်ပြောနေရတော့တိတ်ဆင်မပြေခုဟာအေးစိထိုင်ပြီးတော့ ပြောရတာ ਨੇ dialogue ကတကယ်ပူပြီး civilize ဖြစ်တယ်နော်လူလက်နဲ့ပူရင်ကြီးတော့မဟုတ်ရင်ဆဲနေပါနမမလာစိတ်တူပြီးရခါလဲဆဲနေရတယ်များနေဘာစကားမိုက်နော်ဖုတ်ဘူးမိတိုင်းဖုတ်ဘူးမိတိုင်းပြောနေရတာခါရင်အဲချိန်မရှိရတဲ့လူကမရိုင်းနေဘူးဒါဆိုရှိတာပေါ့နော်ဒါမများချိုးရအားနေတဲ့လူကရင်ကြီးနိုင်တယ်ပြီးတော့မားတဲ့လူကမရင်ကြီးဘူးဖြစ်နေတာပေါ့အဲအချိန်အချိန်ကရင်ကြီးတယ်ဟုတ်ကဲ့ဒီဘက်ကဘာ ဘာဒီအချောင်းမလဲဆိုရင်ဒီဒီဒူဒူအချောင်းနေတာတော့ဘာလဲဆိုတော့ဗမာပြည်ချောင်းအားလောက်ကြီးပြောလို့ရှိပါဘူးဗမာပြည်ကသူ့အလုပ်စီပြေတော့မှာပါနော်ခုကလည်းဖြည်းဖြည်းလေးချင်းကြော်ထွားနိုင်ပါဘူးနော်ဒီဟိုတတော်ကတနည်းအရောဥစ္စာကြပါလို့ကြားတယ်ပြီးရင်ပြည်နယ်မှာဗာလဲဥစ္စာအဲ့စခန်းနာမည်တော့မေ့နေပြီ။ဟိုအကြောင်းသားတွေအများကြီးပဲ88တုံးကတော့ကိုတုံးက အဲ့စခန်းကြတော့လေကြားတယ်နော်ဒါဘာပဲမပြောပါအဲ့ဒါကရင်ပြည်နယ်တွေကစခန်းကြတာပဲတော့ကြားမှာနော်ဒါတော့နော်ရင်ပြည်နယ်တွေကစခန်းကတော့ကြားမှာပါပဲသူကကြားရရှိ good news ကအခုဥစားပြတော့ကရင်ကကရင်ကမြန်မာဟာလဲတဲ့ကိုဝေပြီးမတိုက်ရဘူးဒီခေါင်းကကြောက်တယ်ဘာလို့ဗမာဘလောက်ဆောင်ကြီးရုပ်လဲဆိုတော့သူတို့တိတယ်ကရင်ကကောင်းကောင်းတိတယ် ဒါဝင်တိုက်တာ ਨੇ အကြီးအကျယ်ထိုးစစ်ဆင်တော့မယ်ဆိုတော့သူတို့ကပြီးဘောကကယူရီးယားလည်းသူတို့ဘဲကင်ပေးတာမဟုတ်ဘူးเนาะအဲ့ဒါသူတို့ကောင်းကောင်းပြီးအဲ့ဒါမတိုက်ရဘူးဒီနေပြည်တော်ကလျှောက်ပြောနေတာဟုတ်တိုင်းမှာပြက်လာပြီးပြွေးရတော့ဘာလို့လဲဒီဘာလဲ KNU ကပြောရေးဆိုခွင့်ရှိသူပါလဲစောထော်နေလို့ပါလျှောက်ပြောတာပြမနာနာရောက်နေပြီလို့ပြမနာအချင်းကြီးဝင်ပြီးတော့တိမ့်လိုက်လို့ရတယ်ပါလျှောက်ပြောတကယ်ညမတိုက်ရဘူးအဲ့ကောင်နေအဲမတိုက်ရဘူးမတိုက်ရဘူး နေပြီးတော့မတိုက်ရဲတဲ့ပုံခုထက်ကြီးမတွေ့သေးဘူးမတွေ့သေးဘူးဒါကဘာမှပူမနေနဲ့နောက်ကံကောင်းလို့ရှိရင်ကံကောင်းလို့ရှိရင်ဒီရပိုင်းအတွင်းမှာနောက်ချိုပြန်ရလိမ့်နော်နောက်ချိုပြန်ရလိမ့်နော်နောက်ချိုပြန်ရလိမ့်နောက်ချိုပြန်ရပြီးရင်ဒါနောက်ချိုကလမ်းစုံတန်းกว่าပဲဒီနော်နောက်ချိုပြန်ရပြီးရင်အရာလေးပေးစီပြီးတော့ဆက်တိုက်ပေါ့နော်ဘမတမ်းရောရဲ့ပဋိကအာနိယချက်က မြေပြင်ရတက်တယ်ကိုရှုံးတော့မယ်ထင်လို့ရှိရင်ခက်မြန်မြန်လေးရုပ်သိမ်းလိုက်နိုင်တဲ့အခြေအနေမှာမရှိဘူးเนาะမရှိဘူးအဲ့ဒီမြေပြင်မှာခြားထားတဲ့တက်တယ်ကိုလေเนาะအင်းအားကိုသူတို့လိုအပ်ချက်နဲ့အညီအချိန်နဲ့တပြေးညီအင်းအားဖြည့်ပေးနိုင်တဲ့အခြေအနေမှာမရှိပါဘူးเนาะအဲ့ဒါသူတို့ပြတ်တာဘာဖြစ်လို့လဲဆိုတော့အားလုံးက very heavily infantry ဖြစ်နေတယ်။အားလုံးကခြေရင်းနဲ့ခြေညာတွေဖြစ်နေတယ်နော်။သူတို့ကဘာလဲဆိုစစ်တိုက်ရဆိုတာမှန်မှန် logistic ပဲ။ logistic logistics ကပို့ဆောင်စတဲ့အဓိကအဓိကကြာနော် supply ရဲ့ဥစ္စာပဲ transportation ပဲ။နော်တိုက်ရဆိုတာစစ်တိုက်လက်ညှိုးလက်ညှိုးပွေးဖို့အတွက်အဲ့ဒါတွေအများကြီးနောက်ဖက်မှာနောက်ဖက်မှာလိုအပ်တာတွေအများကြီးရှိတယ်။ ရုပ်ရှင်ထဲရလို့ twin twin ဆိုတဲ့လက်ညှိုးလေးကိုပြီးတော့လုံနိုင်ဖို့အတွက်အများကြီးအထောက်အပံ့အထောက်အခုနောက်ကနေအများကြီးလုပ်ပေးပြရတာရှိစစ်တိုက်ဖို့ဆိုတော့ဒါတော့မဟုတ်ဘူးမနေ့တိုင်းပြောရတယ်အများကြီး plan လုပ်ရတယ်နော်အဲ့ဒီအခြေအနေမှာရှိနေတယ်နော်ဒီ transportation helicopter ရှိတယ်သူတို့ပါလဲဘုတ္တိယရဲ့ interview တစ်ခုကြည့်နေတာကြည့်ရ20စင်းရှိတာ90စင်းလားမသိဘူးတဘုံကပြချထားပြီးပြီနော်90စင်းလားမသိပြချထားပြီးပြီ ဟိုတလောရပဲကချင်ဘက်မှာနှစင်းလာမနေပြတ်သွားတယ်ဒဇင်းကပြချလာဒဇင်းကတော့ပြလိုက်လို့ဆက်ချိုးယူပြီးတော့ပြတ်သွားတာပေါ့နော်ဘလိုပဲဖြစ်ဖြစ်ပြတ်သွားတာပြတ်သွားတာပဲလေနော်အဲ့ဒါမျိုးနဲ့ transport လုပ်နေရရှာတာသူတို့ကနော်ဟိုပွားလာရေးကိစ္စတွေပေါ့နော်အဲ့ဒါမျိုးတွေနဲ့လုပ်နေရရှာလုပ်နေရရှာတော့ဘာလဲဆိုတော့အဓိက ကတော့ရင်လည်းကြိုက်မှာပေါ့။ငါတက်မလို့ရေဖွဲ့စည်းပုံကအကုန်လုံးက second world war အတိုင်းပဲသွားနေတာ။ဒုတိယကမ္ဘာစစ်ကလည်းပုံစံမျိုးသွားနေတာ။နော်။ဒုတိယကမ္ဘာစစ်ထဲတချို့နေရာတွေမှာဘူတော်ဆိုးလေးတယ်။အများကြီးဆိုးတယ်နော်။တော့ permanent လीသွားပြီး position ယူထားတာတောင်ကုန်းလို့ဟိုဘယ်လိုခေါ်မလဲ elevated position ပေါ့ဗျာ။နည်းနည်းမြင့်တဲ့နေရာတွေဆိုလို့ရှိရင်သူကဆိုးမှုထားတာ။ဆိုးမှုနည်းနည်းဆိုးမှုရေးပါနေတာဆိုပြီးတော့ဟုတ်ပါ ဟုတ်တပွဲလုံးတတမျိုးသားလုံးသဘောကသူ့မျိုးသားလူမျိုးကြီးနဲ့သူတို့လူမျိုးကြီးအကုန်ဝိုင်းပြီးတိုက်တော့ဘလောက်ဆူမဆူမပေးတာပဲပေါ့။ဒါဝိုင်းမရှင်း။ရောက်20အစိတ်ရောက်ရှိတယ်ဒီကောင်ကရောက်1000လောက်ဒါဝိုင်းလာတယ်။ဒါကဘေးလေးမေးစရာမလိုပေးပါပဲဒီတဲ့ကောင်။ဟုတ်။အဲမမတမလို့ခေပေါ်လစီယာမဒေခါမ။ဟုတ်။သူကတူဖူပေါ်လစီယာဒေခါမ။ဟိုတော့မတည့်ရမှုတွေဆိုဘယ်တော့မှ ဘယ်မှာလက်နဲ့မချဘူးဘာလို့လဲဆောက်ဆောက်စင်းရှုပ်လို့လည်းအသေးစားခံလိုက်တာကိုတော့ကိုတို့အဖိုးကြီးခက်ကြတယ်ဘယ်တော့မှတရင်မှုလက်နဲ့ချရတယ်ဆိုမရှိဘူးခုကတရင်မှုလောက်ကအောက်ဆုံးအဆင့်ဖြစ်နေတယ်လက်နဲ့ချရတယ်တဲ့မှာအဲ့လိုဖြစ်နေတယ်တရင်မှုလောက်ကသူကကိုတော့ကလည်းတရင်မှုဖြစ်ဖို့ဆိုတာမလွယ်ဘူးဘုံမှုလောက်နဲ့နားကုန်တာကိုကဘုံမှုလောက်နဲ့ပဲအသက်ပြည့်ပြီးအပင်စင်ယူသွားတာတန်ကောင်းမှတရင်မှုတက်ဖြစ်တယ်ကိုတော့က70ဆို80ဆိုတော့လောက်တော့ အခုဟာအောက်ဆုံးဆင်းရဘတရင်မှုလောက်ရှိရတရင်မှုလောက်ဆင်းရတော့ဒီဥစ္စာတမ်းမမီဘူးဖြစ်နေတယ်လက်နဲ့ချရတယ်တကယ်မှအဲ့လိုဖြစ်နေအဲ့တော့ငါးလားလေတော်တော်စိတ်ညစ်နေတယ်မနေ့တိုင်းပြောရအောင်နော်အဲ့ဒီလေ try လုပ်တာပဲသို့တော်လေဒီလိုနေရာကြီးကလက်နဲ့ချရတာကြီးအများကြီးနော်နော်ဒီတိုင်းကြီးတွေမှာအဲ့တော့ဒီတိုင်းကြီးတွေမှာသွားပြီးတောင်ကုန်းစုံမထားရဆိုတာတော့ငယ်ငယ်စုံမထားရဆိုတော့ယူပေါ်ပေါ်ဟာတွေမထားဘူးဒီမှာ barrack ရှိတယ် direct နဲ့အိမ်ထောင်တဲ့ line နဲ့လည်းကွဲနေတယ်အိမ်ထောင်တဲ့ line ဆိုတာရက်ွက်တွေထဲမှာနေတာလိုအပ်တော့မှလိုအပ်တဲ့နေရာကို deploy လုပ်တာလိုအပ်တော့မှစစ်တီကိုလိုအပ်တဲ့နေရာကိုသွားပြီးတိုက်စီတာသူ byte ကဒီမြို့လေကောင်းတွေမှာရှိတယ်တချို့အရန်ကောင်းတဲ့နေရာတွေ prime prime real estate ကိုမတရားစစ်ကြီးရဲ့နေရာတွေမှာနေတာဒီမတရားစစ်တပ်ကကောင်းနေရလူတွေနဲ့ပဲသူတို့ကလူနေတာဒါကတော့ခါးလိုက်တော့သူတို့တိုင်းပြည်ရဲ့အခြေအနေကြီးက ဒါကတော့တကယ် full democracy နဲ့သွားနေတာပေါ့အဲ့တော့သူတို့နေထိုင်တာပေါ့ကိုကဆိုလိုတာအဲ့လိုကြီးလိုက်ပြီးလုပ်ရမယ်လို့ပြောတာမဟုတ်ဘူးเนาะဘာမှမဟုတ်တဲ့ဟိုလူသူမနေတဲ့နေရာကြီးမှာနေပြေသွားစိုးမိုးထားပြီးတော့အများကြီးလည်းမထားနိုင်ဘူးစိုးမိုးရဲဆိုတာအယောက်20 30လောက်နဲ့တောင်ကုန်းလေးကိုပဲနားနဲ့ဒီနားမင်းမင်းမှာပြန်လာအောင်လည်းလမ်းထုတ်မယ်ပေါ့เนาะအဲအဲ့လောက်ကလေးနဲ့မရဘူး ဒိုင်းဒီလုံးထပြီးတဘုံထားတဲ့အချိန်မှာအဲ့လောက်ကလေးနဲ့မရဘူး။ဒါတော့ပြပပြတွင်းရံပဲရှိသေးတယ်နော်။ပြပရံလာလို့ရှိရင်လည်းအဲ့လောက်ကလေးကိုသူကသူကတခါတည်းပျော်စိတ်ကိုဥစားလုပ်သွားလို့ဓမ္မနဲ့ဖိလိုက်တယ်လို့ဖိချလိုက်မှာ။နော်။ပြပရံဆိုလို့ရှိရင်လည်းနော်အဲ့လောက်ပြန်ပြီးအဲ့ military thinking ကိုပြန်ပြီးတော့သင်လို့ပါ။ပြန်ပြီးတော့ဒီတောင်းကောင်းလေးမှာငါစိုးမထားတယ်တက်ဆွဲထားတယ်ငါတော့ဘလို့အကျိုးရှိမှာလဲဒီကောင်းနဲ့ supply လုပ်နေရတာစစ်သားဆိုတာ เนาะတက်ဆွဲထားတဲ့နေရာယူထားတဲ့ forward position တစ်ခုခုမှာအခိုင်အမာစောင့်တည်ပြီးတော့နေရဆိုတာက permanent permanent state ဟုတ်အဲ့စပွဲကိုပြောင်းတိုင်းတိုင်းမတိုက်လို့ရှိရင်အဲ့ဒီတိုင်းဆက်ထားလို့ရှိရင်တစ်ချိန်ချင်းကြာမှာပဲချိန်ချင်းကြာမှာသူကဆိုင်ထားတဲ့သဘောပေါ့နော်ဟိုဝေးကြီးမှာသွားပြီးငင်းကြီးကိုစုံမထားတယ်ပေါ့ဟိုဂိုင်းနာနေနေဘလို့လူပါကြီးစုံမထားလဲတော့မသိဘူးခဏခဏအကုန်ကြာတာပဲเนาะကြာတော့เนาะ ကဆူရာဆိုမိုရာဆိုမိုရာဆိုမိုရာကဘယ်လို obsess ဖြစ်နေတာလဲပေါ့ဆိုမိုရာကဘယ်လိုအဲ့လောက်တောင်မှဆွဲလန်းနေရတာလဲပေါ့နော်ဘာလို့ဆိုမိုးနေတာလဲပေါ့နော်ဒါလို့ရှိရင်အဲ့ဆိုမိုရာတွေကပြန်ပြီးတော့ပြန်ပြီးတဖန်ပြန်ပြီးဆိုမိုရာကိုပြန်ခံရမှာလေကိုဆူရာကိုရှိမှရှိရတတ်မှတ်သားတွေဒီလိုပဲပြောရမှာပဲနေပြီးတော့နောက်တန်းမှာပဲနေပြီးလိုအပ်တော့မှ deploy လုပ်ရမှာအဲ့လိုမျိုးဖြစ်စီတယ် မော်ဒယ်လို့ပြောပြောနေစတန်ဒတ်အာမီလာလို့ပြောပြောနေရှိပါတယ်။စောက်ဘောရီပြောပြောနေ။စတန်ဒတ်အာမီမဖြစ်သေးလို့ You already are standard army လေ။ဟုတ်လား။ You already are standard army ။နော်။အဲ့ဒီတော့မှ deploy လုပ်ရမှာ။နော်။ပြီးတော့ဘာမဟုတ်တဲ့ဟိုအရန်ခေါင်းနဲ့ရှေးဟိုရှေးတန်းစစ်မျက်နှာလောက်နာနီနီမှာသွားပြီးတော့ဟိုတရင်ယုံနဲ့နော်တရင်ယုံသွားထားတယ်သွားထားပြီးတော့ဒါမှမကောက်ဘူးနော်။ အိမ်အောင်လေလိုင်းရပါအိမ်မှာပါသေးတယ်။နော်မိမတွေရောကလေးတွေရောအိမ်မှာနေနေကြတာအေးဆေးပဲဗမာပြည်မှာဗမာတက်မလို့လား။နော်အချိန်မရွေးတဘုံကတဘုံကလည်းမလန်းမကားမှရှိနေတယ်။အဲ့ညမှာတရင်ယုံနေနော်။အိမ်အောင်တွေရောပါတော့ပြီးတော့သူကစစ်တက်စစ်တိုက်ထွက်တဲ့အခါမှာနောက်ချန်အင်အားဆိုတာလည်းချန်ထားခဲ့ရတယ်။အဲ့ကလေးကအင်အားပြုံးနေပြီ။အိမ်အောင်တွေလိုင်းရှိတဲ့အတွက်ကြောင့်နောက်ချန်အင်အားဆိုတာရှိရအောင် ကြည့်ရတာတစ်ခါတစ်ခါစစ်ကြောင်းထိုးရင်ဘယ်တော့မှမရှိဘူးလေအယောက်20 30 50နဲ့ထိုးရတာ That's hardly a စစ်ကြောင်းလေအဲစစ်ကြောင်းမှမဟုတ်တာအဲပတ်တရားနဲ့တာလေအဲစစ်ကြောင်းမဟုတ်ဘူးစစ်ကြောင်းကအယောက်200 300လောက်ကိုမှစစ်ကြောင်းထိုးရခေါ်တာဒီကတတိယနေ့မှာတော့ရှောက်ရှောက်ပြီးပေါ်ပြနေတာစစ်ကြောင်းထိုးတယ်လို့ပေါ့ရွာထဲမှာစစ်ကြောင်းထိုးတာတွေ့လိုက်တယ်လို့ပေါ့ချောက်တိချောက်ချက်လူကအယောက်20 30လောက်နဲ့ဘာလို့လို့ရမှာလဲဘာလို့တော့တများတိုက်လို့မရဘူးအဲ့လောက်နဲ့ နော်ပြန်ပြီးတော့တင့်လို့ရမှာရအများကြီးရှိတယ်နော်တချို့ဟာတွေကဟိုမလို့အဖက်မြက်လူရင်းမြစ်တွေပြုံးသွားတာဒါလုံးဝလက်ခံနိုင်စရာအကြောင်းမရှိဘူးနော်ဘာလို့သူတို့ဘာညာတချို့တွေကြတော့မတရား train လုပ်ထားပေးရတာရှိတယ်နော်တချို့ကြတော့ဟိုမနေ့တိုင်းပြောရလို့ရှိရင်ခုလက်ရှိတက်မတော်အစိုးရက minority ဖြစ်နေတာ majority ကသဘုံဖြစ်နေတာပြည်သူကကြိုက်တာမဟုတ်ဘူး အဲ့တော့ကိုယ့်ရဲ့ရင်းမြစ်ကိုကိုကပြုတ်တိအောင်လုပ်လို့မရဘူးနော်ကိုကမပြောရင်ဘယ်သူမှပြောအောင်မလုပ်ဘူးဘယ်သူမှလည်းပြောရဲမှာမဟုတ်ဘူးအဲ့ကြောင့်ကိုကပြောပေးနေတာဘာကောင်းပဲဘယ်သူလဲဇောဖုံးဘယ်သူလဲအဲ့ကောင်းတော်ဖတ်ခါရပြီကောင်းနေလဲမတရားစစ်တပ်ကိုဖားနေကောင်းနေဘယ်ကောင်းလဲဖတ်ခါရတာကိုကဘောမှလည်းမဟုတ်ဘူးစရဲနော်ဘာအချိုးမြတ်မှလည်းမရှိဘူးဘာမှလည်းမပြောလင်းဘူးတော်တော်တော့တိုင်ရောင်းနေရှိတယ် ်ဘုရားဘုတော်လည်းဥစ္စာဖြစ်เสียပြည့်เสียရအကျိုးမဲ့အကြောင်းမဲ့ဟိုတက်ပြီးဒိမ့်ပါသွားတာဘယ်လိုလာဘူးဒီအားလုံးကအဓိပ္ပာယ်ရှိရှိဖြစ်သွားတာပဲလူချင်းဟုတ်လားအဲ့နော်ဒီဥမာပြင်းပြင်းနဲ့မှကြာသွားတယ်ဗာလဲနာမည်မေ့နေလို့အဲ့အဲ့ဒီဗာလဲတော့ဒီဟောဘူးဒီဟောဘူးစကားနော်အဲ့လားအဲ့ဒီတုန်းကနာမည်ရန်ကြီးတယ်အဲ့မှာအဲ့မှာ ပါ ABSDF လို့ပါတော့တတိတင်သွားတာเนาะခုကောင်းနေရတဲ့တတိသာတင်တာအမေရိကန်လို့ပါအောင်ရောက်ကုန်နေကောင်းနေကြီးပါပဲ ABSDF လို့ပါလေเนาะ stepping stone မှာပဲဒီကောင်းနေတဲ့အဲ့ဒါလေးပြတ်ကြအဲ့မှာဘာဖြစ်လို့သွားပြီး station သွားလုပ်နေရလဲကိုဆိုလိုတာလို့လို့လားပေးလိုက်လေခရင်ကိုစားလေရတောင်းနေချင်းနေမှန်းတော့တက်ပြတ်ပြတ်ရုပ်လိုက်တိရဘာလို့လက်နဲ့တည်းလကားလှူမှာကိုဆိုလိုတာဟုတ် twin seat လောက်ပဲလုံအောင်လုပ်ပါတော့နော် twin seat လောက်ပဲလုံအောင်လုပ်ပါမြို့ထဲမှာကြီးကတော့ဥစားလုံကြိုရေးရတာမဆိုးပါဘူးကြိုချာကြိုချာဟိုလောက်ချက်ကားရတယ်ရှိတယ်ဒါပေမဲ့ဟိုတော့မလောက်တော့မဆိုးတော့ဘူးဟိုတော့ကဆိုကွန်းရတယ်ရောမလကားသေးတယ်ရောအားဆိုင်ကားသမားအကုန်လျှောက်တတ်တာကိုဒီ PDF ဆိုတဲ့ကောင်ကြီးကတော်နိုင်ရင်သမားဆိုတဲ့ကောင်ကြီးအခုကအဲ့လိုတော့မဟုတ်တော့ဘူးမဟုတ်တာအခြေချင်းအားဖြင့်ရန်ကုန်မန္တလေးနေပြီတော့နော်လုံခြုံမှု အတော်လေးအဆင်ပြေနေတယ်ရွေးကောက်ပွဲလုပ်လို့ရနိုင်တဲ့အခြေအနေမှာရှိနေတယ်နော်မဟာလာရဲ့ခေါင်းထဲကိုဝင်ကြည့်လိုက်ရင်သူကတလောကတော့ပြောသွားတယ်သူကဘာလို့ချင်တာလဲဆိုတော့သူကဒီမိုကရေစီကနုနုပါလေအဲပုံတိုင်းဟာထန်ထန်နဲ့နော်အဲအဲ့အဲ့စကားကိုသုံးသွားတာတွေ့ကြားလိုက်ရတယ်နော်သူရဲ့ mindset ထဲမှာသူကဘာလဲဆိုတော့တိုင်းပြည်ကနုနုမုံတိုင်းဟာထန်ထန်ဘုံမွေးတမောင်ရေးတဲ့ဝိထုလိုပါလို့ဆိုလို့ရှိရင် အဲ့တော့ရန်ကုန်အစိုးရပဲကြံတော့တာဟုတ်ဘူးတပုံပေါင်းဆောင်ကဝိုင်းပြီးတော့ဘက်ပေါင်းဆောင်တွေတိုက်တော့ရန်ကုန်မှာပါရမီတာချင်းချင်းလေးပဲကြံတော့တာရန်ကုန်လေးစိတ်ဒီပါလေလေးမြန်ဒီပါဖြစ်ချလို့ရတယ်နော်ခရင်ကခရင်ကမလုပ်တာခရင်ကညာသွားတာမန္တန်ကျွမ်းကမပါဘူးညာသွားတာခံကောင်းလို့ရတာပေါပေါင်းနဲ့ချိန်ချင်းချိန်လို့ရတယ်ဘောင်းကြီးကသူတို့ရဲ့ပြည်နယ်ကိုအစရဲ့ခရင်ကဟိုစားဟိုငယ်ကိုကျွန်ပြီးတော့တိတ်လုချင်တဲ့ဆန္ဒမရှိဘူးစားတယ်ဟိုလေရ သူတို့ဒီရနေတယ်မှာသူတို့ကသူတို့ဒီနေသူတို့လိုချင်တာဒါပဲเนาะဆိုတော့အဲ့လို mindset အဲ့ဘိုးရမူမင်းအောင် mindset ကိုပြန်ဝင်ကြည့်ရင်သူကအဲ့ဒါကိုပြန်ပြီးတော့ stage လုပ်ချင်တာသူ mindset ထဲမှာအဲ့ဒါကြီးရှိနေတယ်เนาะအဲ့ဒါကြောင့်ဟာသူကဗမာပြည်ကြီးကိုကဲ့တင်မယ်ပေါ့เนาะခုလိုလို့ဆိုရန်ကုန်မန္တလေးနေပြီးတော့အဲ့သုံးသုံးမြို့ကအခိုင်အမာပဲဝီဝရမ်းမဲ့သူကခိုင်မာပဲလုံချုံမှုလည်းအတင်းတင်းပေးနိုင်တယ် နော်ဒီနှစ်ကောင်မှလုံးမဲ့ရွေးကောက်ပွဲနော်နောက်6လနေလာမယ်နော်ရွေးကောက်ပွဲရတယ်အဲ့မှာဖြစ်သွားမှာပဲနော်ဂျန်နက်မျိုးတွေပါလာရင်သူ့အတွက်က bonus ပဲဟောဘောလုံးပြန်လေးကလည်းပါသေးတယ်ဟောတောင်ကြီးလေးကလည်းပါသေးတယ်ဆိုပြီးသွားကြသူ့အတွက်က bonus ပဲထားမြောက်သွားတယ်ထားမြောက်သွားတော့စစ်တော့လောစေမှာစေအုပ်ချုပ်ရေးကိုရက်တက်လိုက်ပြီးတော့ရက်သားအုပ်ချုပ်ရေးကိုပြန်ပြီးတော့ဝိုးစာလုပ်လို့ရတယ် ပြန်ပြီးတော့ရတအုပ်ချုပ်ရေးတွေနဲ့ပြန်သွားလို့ရတယ်။သူလည်းအဲ့မှာပါရင်ပါမယ်ပါချင်မှလည်းပါမယ်နော်။ပါလည်းမသိဘူးဘယ်လိုပါမှလည်းမသိနော်ပါဖို့လည်းများတယ်90%လောက်ကအကျိတ်တည်တယ်သူပြန်ပါလိုက်မယ်။ new reform government မှာ elective government မှာနော်ပြန်ပါလိုက်မယ်။ तू ကအာနာကိုလက်လွတ်လို့မရတဲ့အခြေအနေမှာရောက်နေတယ်။ तू ကအာနာကိုလက်လွတ်လိုက်တာနဲ့သူ့ကိုပြန်ပြန်ကျွေးမယ်လို့ယူတယ်။ तू ဟာ तू နားရပဲပေါ်လာမှာရှိတယ်။ဒါအာနာရဲ့သဘောတဘာဝအဲ့လို သူကไก่นี่လက်လွတ်လို့မရတဲ့နေသားမှာရှိတယ်အာနာဆိုတာเนาะအဲ့တိုင်းတော့နော်ဟိုဘက်ကကောင်းတဲ့သမားတွေကလည်းဝါးဝါးနဲ့သူတို့လွတ်ပြီးပြက်မယ်ပဲထင်နေတာအဲ့အဲ့ဒီအဲ့ဒီအမြင်တစ်ခုကရက်กว่าเนาะအော်ဒီဘက်ကဒီဘက်ကလည်းမဟာလာဟာတိုင်းပြည်ကနုနုဒီမိုကရေစီကနုနုမုံနိုင်ရထန်ထန်သူကလှုပ်ချင်တာလာတိုက်ပါစေလာပြီးတော့ဝိုင်းထားပါစေဆိုတဲ့ဟာမျိုးကြိတ်ပြီးတော့တော့သူကဆူတောင်းနေလားမသိဘူး เนาะจိတ်ပြီးတော့สุท้องနေတာမသိပြောလို့မရเนาะไอ้ตรงอ่ะဆိုအင်းစိန်တိုက်ပွဲတုန်းကဆိုကိုတို့အဖိုးတွေတိုက်တာပဲတိုက်တာဆိုညာတော့ညာတော့ကြာနေပြီဒီစော်ဘွားကြီးဘုံတို့ဘာကိုပါသွားပြီအင်းစိန်ထိကြာသွားတာကြာသွားပြီးတော့နောက်ဆုံးဘယ်ကနေပြန်ပြီးတော့ဗမာတပ်မလို့ဘယ်ကနေပြန်တိုက်မလို့လဲဆိုတော့အဲ့ခေတ်ကเนาะဒုလဲရပြီးကတော့လောက်မှမရှိသေးဘူးလိုက်ရပြီးတော့3နှစ်လောက်မှာနှစ်နှစ်3နှစ်လောက်မှာမဖြစ်တယ်เนาะ ဟိုစားထားမှလည်း yeah OTA မှာရတော့50လောက်မှဖြစ်တာနေမှာပေါ့နော်ရရပြီးချင်းဖြစ်တာလားမသိဘူးဆိုတော့ဘယ်ရပြန်တိုင်းမလုပ်နိုင်ဆိုတော့ဗမာတက်မှာအဲဒီမှာဘာမှမရှိတိုင်းရင်း6ရင်းလားပဲရှိတယ်တိုင်းရင်းလေး6ရင်းပဲရှိနော်တိုင်းရင်း6ရင်းမှာတရင်တရင်တော့ကိုပါလားနော်အဲ့တော့အဲ့တော့ဘာမာရိုင်ဖယ်က၃ခုပဲရှိတယ်345ဘာမာရိုင်ဖယ်ကျန်တာတိုင်းသား ကိုင်းရနာဘက်တလီယံကချင်တို့ချင်းတို့ကရင်တို့နော်ကချင်းရှိလားမရှိလားမသိအဲ့မျိုးသူကအဲ့ဘက်တလီယံတရင်6ရင်းမှာမှာဗမာတက်ရင်က3ရင်းပဲရှိတယ်တော့ဟာဒီတီလုံးမှာဟောတရင်3ရင်းပဲရှိတယ်နော်အဲ့ဒီကတိုက်တရင်6ရင်းနေရမိုးစာတရင်တရင်တော့ဟိုပါ အဲအင်းစိန်ထီရောက်တယ်နော်အင်းစိန်ထီရောက်တယ်ရန်ကုန်ကြာကနေနေပြီရန်ကုန်အစိုးရလှုပ်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 နေတယ်နော်အဲ့တော့သူကောင်းနေမှာပြန်ပြီးတော့ဒါတွေပြန်မြင်အောင်ပြီးတက်မလို့ရဲ့ past glory ပေါ့နော်ကောင်းတယ် past glory ပေါ့အဲ့တော့မဲချမ်းလို့ဆိုတော့ပြန်ပြန်ချဖို့လုပ်နေရလဲဆိုတော့ချွေတော်ဘုရားဘုရားနေနောက်ဆုံး the last year ပေါ့အကယ်၍ overrun ဖြစ်သွားရင် KND ကိုတက်တရားဝင်လာပြီးတော့ရန်ကုန်ကိုသိမ်းမယ်ဆိုလို့ရှိရင် ွေလုံးဘုရားဟောကနေပြန်ခုခံကိုကတော့ချင်းနေပါလေတူပြီးစောင့်နေတယ်။ဘာလို့အဲ့ဒီမှာကိုရီးယားတည်တယ်အဲ့တော့အဲ့တော့ဘုရားသူကဘာလုပ်လိုက်လဲဆိုတော့စတိုင်းနဲ့နှစ်တိုင်းပဲရှိတယ်အခေကတောင်ပိုင်းတိုင်းနဲ့မြောက်ပိုင်းတိုင်းနဲ့နှစ်တိုင်းပဲရှိနော်သူကဘာလုပ်လိုက်လဲဆိုတော့ဘုရားဒီအောက်ပိုင်းတိုင်းနဲ့ထပ်ပိုင်းတိုင်းလို့ပဲ ကောင်းပါဘူးနော်ဗမာပြည်အောက်ပိုင်းနဲ့အထက်ပိုင်းနဲ့ပေါ့အောက်ပိုင်းကအဲဒီမှာဘူးလဲဆိုဟိုဘရီဂေဒီယာများဥစ္စာလာမည်မြတ်ပင်လာမည်သူကသူအဲဒီမှာအဲဒီမှာ chief of defense ရတယ်ကာကွယ်ရေးဦးစီးချုပ်ကခရင်စပစ်တွန်ဆိုခရင်နော်နောက်ပြီးတော့တိုင်းမှုကလည်းခရင်ဆက်တယ်အဲ့ဘေးကအဲ့ဘေးကြီးဖြုတ်လိုက်တော့ ဖြောက်လိုက်ပြီးတော့ဘိုးစာကိုတိုင်းမပေးလိုက်တာဘုံမှုချုပ်ကျော်စောဘုံချုပ်ကျော်စောအဲ့တော့ဘုံမှုကြီးကနေဘုံမှုချုပ်ပေးလိုက်ပြီးတော့ဘုံချုပ်ကျော်စောကတိုင်းမှုဖြစ်သွားလိုက်တော့တိုင်းပြသွားပြီးတော့ဘိုးလုံးကမဆလာခေကဝင်းကြီးချုပ်ဘုံချုပ်စိန်မွင်းကအဲ့ကကြီးဝမ်းမဲရှိသေးတယ်ကို့ဘိုးကဘုံချုပ်စိန်မွင်းရဲ့အောက်မှာကြီးတူအဲ့ကောင်ကကျားကျော်မြင့်ဆိုတာရင်းနှောစီးတက်ကနော်ရင်းနှောစီးတက်ကပြီးတော့မှတိုက်ခိုက်ရတိုက်ကိုပြောင်းတယ် ဆရာဝန်ရမယ်ပြီးတော့စစ်တိုက်တာနော်။ဘာလို့အဲ့ခက်ကစေတက်ကိုထောင်းတာလဲသူတို့ထောင်းနေတယ်မှာလဲပါ။အဲ့မရှိတော့ဘူး။ရန်ကုန်ရောက်နေဗမာရေးထဲမှာလဲဘာမှမကျန်တော့ဘူး။အဲ့အဲ့ဒါအဲ့ဒါအတွင်းစီပဲနောက်တန်းမှာကျန်နေတဲ့လူတွေပဲ။နောက်တန်းမှာဆိုတာထုံးတာတိုင်းဘယ်သူမှသိမရှိဘူး။မကျန်တဲ့အဓိကထိုးစစ်စင်နေရတာဘိုးချုပ်ကျော်စိုးကအရှိတမ်းမှာသွားပြီးတော့ကုတ်ပြေးတာ။ဘိုးချုပ်ကျော်စိုးရဲ့ကျေးဇူးတွေအများကြီးပါတယ်ဒီဒီစတမ်မော်ရဲ့ ဥစားရတမ်းမဆက်ပြီးတော့ရှင်းပြနိုင်တာကြီးရပူကျိုးကျော်စောကျေးဇူးရအများကြီးပါတယ်ဟိုကျိုးစောကောင်းတာကြီးလုပ်လို့မကောင်းတာကြီးလည်းအများကြီးလုပ်သွားတယ်နော်သဘာကပါတွေကိုပြန်ပြီးတော့တည်နေလိဖြစ်တာကြီးလည်းရှိတယ်နောက်ပိုင်းတွေမှာအမျိုးစုံဒါဆိုတော့မာဗမာဇာတ်လမ်းတွေပေါ့ဗမာတပ်မဇာတ်လမ်းတွေပေါ့အဲ့လိုရွှေခုံခရီးကောင်ကနေပြန်ချဖို့အခုကံကိုလုပ်နေတာဗမာတပ်မတော့နော်ဘလောက်မှမရှိဘူးလူကြီးလေတယင်း၆ရင်းဆိုစဉ်းစားကြည့်တယင်း၆ရင်းရဲ့အင်အားကိုစဉ်းစားကြည့် ဘာမှရှိဘူးเนาะအဲ့ကနေပြီးတော့ပြန်ပြီးတော့တောက်မလို့ပြန်ပြီးဥထောင်လောက်လာတာလွတ်လပ်ရေးရပြီးကလေးကဒီလွတ်လပ်ရေးကပျက်စီးမလို့ဖြစ်နေတာကြားလာပြီเนาะအဲ့အဲ့ဟာကိုပြန်ပြီးတော့သူကပြန်တက်ဝင်နေတယ်အဲ့ဒါကိုပြန်ပြီးတော့မဟုတ်လားပြန်ပြီး stage လောက်ချင်တယ်ဒီမိုကရေစီကနုနုတိုင်းပြည်ကထန်ထန်ဆိုပြီးတော့သူအဲ့လိုလောက်ချင်ဆိုတော့ ဟိုကလန်ကြီးတပားကြီးပါးကြီးဒါကြီးနားထောင်နေရဆိုရင် that's exactly what he wants နော်မင်းတို့ကဒါတိုက်စီရှင်နေတာဒါပဲမင်းတို့ကမတိလို့တိုက်နေတာမာလာမင်းတို့ဟာလာပြီးတာကြားလာပြီနော်ကြားလာပြီအဲ့ဒီ kick တုံးကတော့တမ်းမတော်ကဒီလိုမျိုးအခြေအနေဖြစ်အောင်ပြန်ပြီးလုံနိုင်လို့ရှိရင်မာလည်းလုံနိုင်တယ်ဆိုတာသူလုံချင်တာဒါပဲ ဟုတ်လားနော်ရန်ကုန်မန္တလေးနေပြီးတော့သူ့ရဲ့ mindset ထဲမှာအဲ့ဒါသူက New York London Tokyo ပဲသူတို့ကဒါပဲဒါကလည်းသူကဒါဒီ population ကိုပဲသူကအုပ်ချုပ်တာနော်အခု population ကို check လုပ်ပြီးမှရန်ကုန်မန္တလေးနေပြီးတော့ population ကိုကြည့်ပြီးမှအဲ့ဒါတော့အိမ်မှာထိုင်ပြီးတော့ရတာ very simple ပါနော်နော် ရန်ကုန် population က6သန်းနီးရှိတယ်နော်6သန်းနီးရှိတယ်မန်လေး population 1.5ရှိတယ်နော်တန်းကွဲနှစ်တန်းလောက်ရှိနော်အခုတော့မြေကလေးလောက်ကဘာဖြစ်သွားလဲမသိနည်းရောပါဒါဒါ estimate တွေတန်းကွဲရှိတယ် နေပြည်တော်နေပြည်တော်ရဲ့ population ကတပန်းအောင်ပါရှိတယ်။ဆိုတော့ပေါင်းကြည့်လိုက်ပေါ့။ရှစ်တန်းလောက်ရှိမှာပေါ့နော်။ပေါင်းကြည့်တော့ population ကတော့ increase ဖြစ်မယ်။တောင်ကြီးကလည်းနည်းနည်းလေးပဲရှိတယ်ဗျာမရှိဘူး။နော်။ ကွက်က bonus ပဲတောင်ကြီးလို့မော်လမြိုင်လို့ထိန်းထားနိုင်လို့ရှင်အစ်စီပဲနော်အဲ့ဒါပဲလုပ်မှာ election ဆိုတာအဲ့ဒါပဲဗမာပြည်မှာဖြစ်တဲ့ election အဲ့ that's good enough for me နော်အဆင်ပြေသွားမှာနော်အဲ့ဒါဗမာပြည်ဘာမှတော့ပြောထူးလို့အရင်ဘူးစားဘူပါဦးမကရင်နေပြောနေရပြီလို့ငါလက်တက်ပြရတယ်လက်တက်ပြရတယ်စခန်းတိတ်လိုက်တယ်ဘူးစခန်းချလာတယ်ဘာစခန်းလဲဆိုတော့တီဘောဘူးဆိုတော့ဟောတာထားလိုက်တော့အကြောင်းမဟုတ်ဘူး ။နေဇက်ကပို့စပွင့်ယူထားတဲ့စခန်းကောင်ကြသွားတယ်ပေါ့။ဒါပါပဲ။ဒီလောက်ပါပဲ။တကယ်တကယ်စားရှိပြင်မနာမျိုးကိုတက်လာခဲ့လေ။နေပြီးတော့မပြောနဲ့ပြင်မနာကိုဝင်သိမ့်တယ်။တကယ်တကယ်လုံးနိုင်တယ်။အဲ့မှာတမဟာဘယ်လောက်ရှိရဆိုပြီးရှောက်ပြောနေတာပဲ။ပြွေပြောနေတာပဲ။ဇာခဲ့လိုက်ဝင်ခဲ့လိုက်။ပြင်မနာကိုဝင်ခဲ့လိုက်။ကျင်းမလုံရဲပါနော်မလုံရဲဘူးပါရိုက်ခံတယ်မလုံရဲဘူး เนาะဒီကံကောင်းလို့ရှိရင်ဒီနောင်ချိုးတော့အောင်ပြန်ရအောင်เนาะမိုးကုတ်ကတော့ခဏထားရလိုက်ပါဦးတို့ရေပုံသက်သက်မှပြောရတဲ့ထားရလိုက်အဲ့တော့ဂျမားမီလစ်ထရီဒေါက်ထရင်းကပြန်ပြီး review လုပ်တဲ့ဒီ infantry နဲ့ပဲသွားနေပြီးတော့เนาะလိုအပ်မှလိုအပ်တဲ့နေရာကို deploy rapidly deploy လုပ်နိုင်တဲ့ configuration view အခင်းချင်းမျိုးရောင်းအနေထားမျိုးရောင်းလုပ်နိုင်ရရန်သူကဒီစစ်တိုင်းကိုမတိုက်တဲ့အတွက်ကြောင့်ဒီစစ်တိုင်းကိုအဲဘယ်လို deploy လုပ်မလဲပေါ့နော်စစ်သားဘယ်လိုရောင်းပို့မလဲနောက်စစ်လက်နက်ဘယ်လိုရောင်းပို့မလဲနောက်ဝေဟင်းကနေဘယ်လိုချေမှုန်းမလဲနော် modern babies army ကခုလေလက်တက်ကိုအားကိုးနေရတာပဲအမြောက်တက်တော့မှဒီလောက်ကြီး effective မဖြစ်တော့ဘူးတကယ်တမ်းကျတော့ မြောက်တာ very campus ရမြောက်ဆိုတာရန်ချူရပင်ရပြူပါအတော်လားရခက်ခဲတယ်အဓိကကမာပြီးမှာဒီမှာတမလို့ဒီက asset က military asset ကခြေညံနဲ့ခြေညံမရှိတယ်နော်ဒါပဲရှိခြေညံတို့ခြေညံတို့ဆိုတာ very very vulnerable အရန်ကို weak ဖြစ်တာတကယ်ညာကျောင်းကိုစား army army structure မှာနော် အဲ့ဒါနဲ့ခြေရင်နဲ့ခြေရင်နဲ့တွားပြီးတော့တောင်ကုန်းမှာတွားပြီးတော့စခန်းတွားပြီးတော့ဆောက်ထားပြီးတော့စကင်းဝဘာစတိုင်မျိုးပေါ့ကတော့ချင်းနေပါလေဘာတူပြီးတော့အထိုင်ချထားရဲဆိုတော့ you ask for it အဲ့မှာကျွန်တော်တို့လာတိုက်ပါလာသိမ်းပါဟေးဟေးလာလေလာလေဆိုပြီးလို့လို့ခေါ်နေလို့ပဲပြီးတော့ပြီးတော့တွားလုပ်ထားရတယ်ဗမာအားလဲမှာမဟုတ်ဘူးเนาะဗမာပြည်ရေးပြမှာမဟုတ်ဘူးမဲအစောဖျားတောင်ပေါ်ဒီတားတွေမှာတွားလုပ်ထားတယ် အရှင်ညာတော်လေးဆူရှာလို့နော်အဲ့လိုကြီးပါလို့အဲ့ဒါကြီးကအဲ့ဒါကြီးကဘာတတ်မှာလဲဒီမိုက်စ်ပဲအဲ့ဒါကြီးကအဲ့ဒါကြီးကြောင့်ဘာတတ်မှာလဲဟိုအင်္ဂါတွေရုံနေကုန်နော်ဟိုအဲ့တော့ညာပြုတ်မှာဆိုလို့ပြောတာနော်နော်ဆိုပိုဟင်းကဘာလို့ဟိုလာဖမ်းရတယ်ဖမ်းလို့ရလာခဲ့လေဘာမှလည်းဖမ်းလို့ရမှာမဟုတ်ဘူးဖမ်းအောင်လည်းဘယ်တော့မှမပြောဘူးမပြောဘူး ပြီးတယ်ဖမ်းလိုက်လို့ရှိရင်အကောင်ကြီးငါတို့နဲ့ရန်သူဖြစ်သွားရင်အကောင်ကြီးငါတို့ဒုက္ခကြီးကျယ်ပြီးရောမယ်ဆိုတော့လည်းပြီးတယ်ဟောဖမ်းတဲ့ကောင်ကလည်းဖမ်းလို့တရှိုးလို့ဒလန်ဟာမျိုးလို့လို့ပြီးတော့ကြီးခိုင်းတာရှိတယ်နော် the spy who loved me so we are alumni ပုံနာမျိုးကမိုက်ပိုင်လှုပ်ပြီးတော့ဒီကောင်းကြီးကိုသွားပြီးတော့ဂျူလိုက်ဆိုပြီးလှုပ်ခိုင်းနေတာရှိတယ်။တိတယ်ကိုမတိဘူးမို့တိတယ်။အဲ့လိုပဲလှုပ်တာပါ။ဒီဘက်ကဟာရည်လေ NUG ရဲ့ဟာရည်လေကိုမလုပ်ရပါဘူး။လုပ်ရပါ ။ဟုတ်ပါလားလို့။မဖက်စလုံးနင်းတာဘယ်တော့မှမလုပ်ဘူးလို့။နောက်ဆုံးရပြည်တွင်းပြည်ပသတင်းတွေကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့ channel လေးကို subscribe လုပ်ထားပေးဖို့မေတ္တာရက်ခံပါတယ်ခင်ဗျာ။နောက် season မှာပြန်တွေ့ကြမယ်နော်။